်အမေရိကန်နဲ့အီရန်ကြားကိစ္စတွေကပုံပြင်းထန်လာနေပါတယ်။ electronic တိုက်ခတ်မှုနဲ့ပတ်သက်ပြီးကြီးမားတဲ့စီးရင်ဆောင်ရွက်မှုတွေနဲ့စိုးရိမ်မှုတွေလည်းရှိခဲ့ပါတယ်။မြစ်တက်လာနေတဲ့တင်းမာမှုကိုတုံ့ပြန်ရန်အတွက်အမေရိကန်ကအိန္ဒိယသမုဒ္ဒရာမှာရှိတဲ့စစ်အခြေစိုက်စခန်းဖြစ်တဲ့ Diego Garcia ကို B2 Spirit ကိုပြောက်ဘုံကျဲလျင်6စင်းစီလုပ်ခဲ့ပါတယ်။ ဤဘုံကျဲလျင်6ဆင်းကအမေရိကန်လေတောက်မှရှိတဲ့ B2 ဘုံကျဲလျင်အားလုံးရဲ့30ရာခိုင်နှုန်းကရှိပါတယ်။ဒီလှုပ်ရှားမှုဟာအီရန်ကိုတတိပေးဖို့နဲ့အဲ့ဒီဒေတာမှာအမေရိကန်ရဲ့စစ်စင်ရေးတွေကိုကူညီဖို့ရည်ရွယ်ထားပါတယ်။ပါရှန်ပင်လယ်ကွင်းမှာ GPS အချက်ပြမှုများကိုပိတ်ဆို့ထားတယ်လို့အချို့သတင်းတွေက ပြောပါတယ်။ဒါကဒီမော့တွေကိုအဓိကထိခိုက်စေပါတယ်။ထရန့်က B2 ဘုံကျဲလျင်6ဆင်းကိုဇီလုပ်ပြီးတဲ့နောက်မှာပင်လယ်ကွင်းမှာထူးဆန်းတဲ့အလက်ပြောင်းဖြစ်လာခဲ့ပါတယ်။ အမေရိကန်စီစမတင်စစ်လေရင်ဒဇင်းကပင်လယ်ကွင်းဒေသကိုပုံမှန်မဟုတ်တဲ့ပြောင်းတက်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။တမနာထွန်းက B2 ကိုပြောင်းဘုံကျဲလေရင်6စင်းအိန္ဒိယသမုတ်တရားကိုဇီလုဖို့အမေပေးပြီးနောက်မှာမကြခင်မှာအခုလိုဖြစ်ပျက်ခဲ့တာပါ။စီစပန်တီရဲ့ထူးဆန်းတဲ့ကွင်းဆက်ကလူများစွာကိုအံ့အားသင့်စေကဖြစ်ပျက်နေတဲ့ပတ်သက်၍မင်းတို့ထုတ်စရာတွေဖြစ်လာပါတယ်အချို့သောလူတွေက၎င်းက GPS အချက်ပြပြဿနာများဒါမှမဟုတ် အိရာတွင် electronic ပြတ်တက်မှုများနဲ့ဆက်ဆက်မှုရှိတယ်လို့ထင်မြင်ကြပါတယ်။ဒါပေမဲ့လည်း American C17 လေယာဉ်ကပြန်တန်းစဉ် GPS ပြတ်တက်မှုကြောင့်ထိခိုက်ခဲ့ကြောင်းအတိပြုတင်းများထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ပါရှန်ပင်လယ်ကွေ့ဟော်မုန်းရေလက်ကြားနှင့် Oman ပင်လယ်ကွေ့တို့မှအချက်ပြညာနဲ့ရေဒီယို message အတုများအကြောင်း American ရေကြောင်းအချို့ရေအဖွဲ့ကတတိပေးထားပါတယ်။ဒီပေါ်များကိုလည်းအထူးတတိထားဖို့ကြေညာထားပါတယ်။ အမေရိကန်စစ်တပ်က၎င်းရဲ့တပ်ဖွဲ့တွေကိုတိစောင်းနေပါတယ်၎င်းကဘုံကျဲလေးရင်များသာမကပဲ USS Carvision နဲ့ USS Harry S Truman ကဲတော့လင်းရင်တင်သင်းပေါ်များလဲထိုနေရာမှာရှိနေပါတယ်ဂျမန်မှာရှိတဲ့ဟူတီများကဲတော့အီရန်ရဲ့မဟာမိတ်များထံမှချိန်ဆမှုမြန်မာကိုအမေရိကန်ကဟန်တာလိုပါတယ်ဒေတာတွင်းငင်းချင်ရင်နဲ့လုံခြုံရေးကိုထိခိုက်နေတာကြောင့်တခြားနိုင်ငံတွေကလည်းအနိကစောင့်ကြည့်နေပါတယ်